ချစ်တော်တို့အားလုံးမင်္ဂလာပါလို့ကျွန်တော်ကောင်းမြတ်ကထောအနေနှုတ်ဆက်ပါတယ်ပထမအဦးဆုံးဒီဝတ်စုံလေးနဲ့အရင်မိတ်ဆက်ပေးပါမယ်အရန်လှပါတယ်ဒီမှာပန်းမိတ်ကက်ရောင်လေးပါဒါလေးကိုတောက်ကလေးဖြောက်ထားတယ်เนาะအလိန်လေးဒီမှာเนาะအလိန်အပေါက်ကလေးနဲ့ဒီဇိုင်းအသစ်ကလေးစီစဉ်ပေးထားတာဖြစ်ပါတယ်လက်ကလေးကိုလည်းကျွန်တော်ပြောနေကြအတိုင်းပဲကယိုကီလေးလက်အပေါက်ကလေးစီစဉ်ပေးထားပါတယ်เนาะဒီဟာလေးကလည်းအရန်လှပါတယ်ဒီမှာကြည့်သူ့ရဲ့အစင်ရဲ့လှပမှုအပွင့်ရဲ့လှပမှုเนาะကော်လန်ရဲ့ ယ်လှပါမှုအရန်လှအရန်ကြိုက်တယ်နော်တော်တော်လေးလှတဲ့ဝစ်စုံလေးပါဒီဝစ်စုံနှစ်စုံစလုံးကညီမလေးတယောက်တည်းအတွက်စီစဉ်ထားတာဖြစ်ပါတယ်ကဲနောက်ထပ်ဝစ်စုံလေးနဲ့မိတ်ဆက်ပေးပါဦးမယ်နော် ကဲဒီဇိုင်းတစ်ကလေးကချင်မိတ်ကလေးနှစ်စုံမှာဒီရလေးဆိုရင်လည်းတော်တော်လေးလှပါရဲ့သူကလေအဖြူခံပေါ်မှာငကိုတဲ့ကာလာဖူးပါကာလာဖူးလေးကိုဒီမှာကော့ဆက်ကလေးလိုမျိုးဖြစ်အောင်ဖြတ်ဆက်ရှစ်ချမ်းလေးတုံးပြူထားတယ်ပြီးတော့ရှင်ဒီမှာတကယ်သူတို့ရိုးရာ ကချင်ရိုးရာ နော်ပလဲသီးလေးတွေကိုပဲတုံးပြူပြီးတော့ဒီမှာပုံဖော်ပေးထားတယ်အရန်လှပါတယ်အဲဒီမှာဇာလေးနဲ့နော်အရန်လှတဲ့ဝတ်စုံလေးပါကဲဒီရလေးဆိုရင်လည်း เนาะဒီဇိုင်းအစ်စ်ကလေးစီစဉ်ပေးထားတာပါဒါလေးကတော့အမိတ်ကလေးရဲ့ဒီအပေါ်မှာရင်ခံကိုလည်းအပွင့်ပြန်ယူထားတယ်အဲဇာလေးကိုလည်းဒီကနေတဆတ်သေးယူပြီးတော့ဇာအနာလေးတွေပြန်ထောင်ပေးထားပါတယ်ဒီမှာအဲသူ့ရဲ့ထူးခြားတာပါလဲဆိုတော့ဒီမှာကြည့်အနောက်ကတော့လေနည်းနည်းလေးအယုတ်ကလေးနဲ့ပွနေအနောက်ကလေးပါပါเนาะဒီလိုယူထားပေးတယ်အဲအဲဒီမှာညောင်းကြောင်းပဲခဏလေးဒီအနောက်ကလေးကိုလည်းဒီလိုဝီနက်ကလေးဒီမှာကြည့်ဇာလေးကို ဒီမှာအပဲပုံရှိကလေးယူထားပေးပါတယ်เนาะနှစ်ထည်စလုံးအရန်လှပါတယ်ခရစ်စတယ်လေးတွေကိုပန်းခရမ်းလေးတွေနဲ့เนาะတစ်ထည်လုံးပလဲလေးတွေနဲ့လှနေအောင်လို့အနုစိတ်လက်ရာလေးနဲ့အစီအစဉ်ပေးထားတဲ့ဝတ်စုံလေးဖြစ်ပါတယ်အရန်လှရယ်เนาะဒီမှာကြည့်ရင်ရင်လေးနဲ့ကိုလှတယ်เนาะအဲဒါလေးကတော့အဲအခုခစ်စားနေတဲ့ dress တွေမှာခစ်စားနေတဲ့ပုံလေးပါအဲဘွီးဘွီးပုံလေးပေါ့เนาะရုပ်ကလေးနဲ့နည်းနည်းလေးကြီးနေတဲ့အတွက်နည်းနည်းလေးထောင်နေခြင်းဖြစ်ပါတယ်ဒီနောက်ကနေအဆွဲထားတာပေါ့เนาะ အဲပြီးလို့ရှိရင်ဒီရင်အောက်ကနေဖြတ်ဆက်နေရမှာဗာ crystal ပလဲဝိုင်းလေးတွေတော့တိတိချာချာလေးကိုစီစဉ်ပြီးထိုးပေးထားတာပါအမေကလေးကလည်းအရန်ချစ်စရာကောင်းပါတယ်အရန်လှတဲ့ကချင်ဝတ်ဆက်ကလေးဖြစ်ပါတယ် ဒီဝစ်စုံလေးနဲ့ဆုံးသွားတော့ချစ်ရတဲ့ညီမလေးတယောက်တည်းအတွက်စီစဉ်ထားတာပါအဲထူးခြားတာပါလေးလေးဆိုတော့ကချင်အိုမအမိတ်လေးတမိတ်ကလေးကိုနဲ့ချုပ်ထားတယ်ကော်လန်လေးကိုနည်းနည်းလေးစမ်းထားတယ်ပေါ့နော်အဲကော်လန်လေးကိုနော်ဒိုင်းမွန်းရှိတ်ကလေးယူထားတယ်အဲနောက်တစ်ခုကအနားလေးတွေကိုတိတိကျကျလေးတင်ချုပ်ထားတယ်လက်ကလေးကိုညီမအပေါက်ကလေးကိုဒီမှာနှစ်ဖက်ကိုလိန်ထားတယ်ပေါ့နော်ဒါလေးဆိုရင်လည်းအမိတ်ကလေးနဲ့ဒါလေးဆိုရင်လည်းအဲတစ်ဆက်သေးလဲထောင် င်းလေးယူထားတယ်အဲနောက်တစ်ခုကဒီမှာเนาะဒီမှာ ဖယုံသီးလေးတွေနဲ့เนาะချွန်ချွန်လေးချစ်စရာလေးဒါလေးလည်းအရန်လှပါတယ်ကဲပန်းလေးတွေလှလိုက်တာဒီအခုလည်းချစ်ရရဲ့ညီမလေးတို့ထပ်ပြီးစီစဉ်ထားတဲ့ဝတ်စုံလေးနှစ်စုံပါဒါလေးရလေးဘာလေးထူချရလဲဆိုတော့အဲရှားရောင်လေးရှားရောင်လေးကိုမှမှလေကျွန်တော်ကလက်ပြက်ကလေးကိုเนาะဒီရင်ဆက်ကလေးယူထားတယ်အဲနောက်တစ်ခုကเนาะဒီဒီမှာကြီးလေးတွေကိုပန်းကျဲကြီးလေးခွေထားတယ်အရန်လှတာပဲเนาะတော်တော်လှတယ်အရောင်လေးနဲ့ချုပ်ပုံလေးเนี่ยကွက်တိပဲအဲဒီတစုံလေးရ တော့အဲတပြေတည်းမဲ့အောင်လေးလို့ခေါ်မှာပေါ့နော်ဒါလေးကဒီမှာဒီမှာ dropping တိတ်တိတ်ကလေးယူထားတယ်တချောင်းချင်းစီယူပြီးတော့သူ့ရဲ့ထူချောင်းမှုကဘာလဲဆိုတော့လက်ကလေးလက်ကလေးကိုစမ်းထားပေးပြန်တယ်ဒီတစ်ခေါက်လေဒီနားမှာတဆက်သေးယူထားတယ်ဒီမှာလက်စမ်းလေးပေါ့နော်ဒီဝစ်စုံလေးကဆော့ဆော့ဟာဝစ်စုံလေးနဲ့နော်နောက်ထပ်အိမ်တစ်ထည်ဖန်တီးပေးထားတာပါသူကလက်ပြက်ကလေးစီစဉ်ပေးထားတယ်ဒီမှာဆိုရင်လည်း crystal လေးနဲ့နော်ပလဲလေးတွေပဲထိုးပေးထားတယ်တော်တော်လှရနော်ဒီမှာ crystal ဲမိုးပြာတူးလေးနဲ့တတော်ကိုလှတဲ့တပေတီးမယောင်လေးပါအဲဒီဟာလေးကတော့ကျွန်တော်နဲ့ဆင်တူတော်အောင်မရတယ်သူကတော့လေဒီကချင်အထဲအကိုအရန်လှတယ်ကချင်တထဲမှာဒါလေးဆိုအရန်စိတ်စိတ်ကလေးတိတ်တိတ်ကလေးသူ့ရဲ့အပွင့်လေးတွေကိုရအောင်နော်အိမ်ကြီးမှာယူဝေးထားပါတယ်ကုတ်ကော်လန်လေးကိုတိတိကျကျတိတိပပလေးရဲ့မှာဖောက်ကျဲသေးလေးနဲ့နော်ဖောက်ကျဲသေးလေးကိုတတ်တက်ရက်ကလေးစီစဉ်ပေးထားပါတယ်နော်အရန်လှတဲ့ဝတ်စုံလေးပါအရန်လှတဲ့ကြံရည်ရောင်ဝတ်စုံလေးပါ ဒီဝတ်စုံလေးကိုအပ်ထားတဲ့ညီမလေးရလဲလေအရက်ရှိရှိလေးပိန်ပိန်လေးအဲထောင်ထောင်မောင်မောင်လေးပေါ့နော်အဲ့ဒါကြောင့်မလို့ဖန်သေးပေးတဲ့နေရာမှာဒီမှာဖဲပြားလေးနဲ့နော်တစ်တစ်ချာချာလေပင်လေးကိုလေဆယ်ပြားစီပုံလေးစီစဉ်ပေးထားတယ်နည်းနည်းအရက်ကလေးရှိတော့ပို့ပြီးတော့ကြွကြွလေးဖြစ်အောင်စီစဉ်ပေးထားတဲ့ဝတ်စုံလေးဖြစ်ပါတယ်ညီမလေးရဲ့အသားရည်နဲ့တထထဲကြမယ်ဝတ်စုံလေးပါနော်အဲဒီဝတ်စုံလေးရလဲတကယ်တော့အဲ ဖန်တီးနေကြတယ်တော့မဟုတ်ပါဘူးဒီလိုမျိုးအရှိတ်ကလေးနဲ့တဆက်ထဲလဲတောင်လေးပေါ့နော်ဒါလေးကကချင်အစလေးတွေကိုမလေအောင်သူ့နေရာလေးနဲ့တူစီစဉ်ပေးထားတဲ့ဝတ်စုံလေးပေါ့နော်ဒီအစင်လေးကဘီးစင်လေးလို့ခေါ်တယ်ဒီမှာကြည့်ဘီးလေးရင်းနဲ့မတူဘူးလားနော်ချစ်စရာလေးနော်အရန်ချစ်ဖို့ကောင်းပါတယ် အချက်များစွာဖြင့်เนาะကချင်ဝက်ဆက်လလလေးတွေအများကြီးကျွန်တော်ချက်တော်တွေအတွက်ဖန်တီးပေးထားပါတယ်ကျွန်တော်ကိုအမြဲတမ်းချက်ပေးတဲ့တူတူရောက်ချင်းစီတိုင်းကိုကျွန်တော်ကလည်းအမြဲတမ်းချက်ပါတယ်เนาะကျွန်တော် blog လေးကိုချက်တယ်ဆိုရင် like and share လေးလုပ်ပေးထားကြပါเนาะကျွန်တော်ရဲ့ official TikTok account လေးကိုလည်း follow လုပ်ပေးကြပါလို့တောင်းဆိုပါရစေဒီနေရာနေပြီးတော့အားလုံးချက်တယ်เนาะတတား